မိထီလာမြို့မှာနေထိုင်တဲ့မတ်နေကြီးလက်ထက်က NLFA ရဲ့ online class ကနေ ACC UK Foundation Level က FA2 နဲ့ MA2 ဘာသာရပ်နှစ်ခုစလုံးကိုမြန်မာ first တွေရရှိခဲ့ပြီး ACC UK ဆက်လက်ပညာသင်ကြားခွင့်တဘာသာစီနဲ့စုငွေကျပ်၅သိန်းစီစုစုပေါင်းစကောလာ၂ဘာသာနဲ့ငွေကျပ်၁၀သိန်းအား NLE FEE မှချိမြင့်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်ယခုလက်ရှိမှာလည်း ACC UK ပတ်ဝန်းကိုဆက်လက်တရောက်နေတဲ့မန်နေဂျီလင်းထက်ရဲ့ရင်းသွေးစကားသံလေးကိုလည်းတင်ဆက်ပေးနေရပါတယ်ရှင်။ ညီမနာမည်နေချင်းချင်းထပ်ပါမထီလာမျိုးမှနေပါတယ် NLA FA ကနေ ACCA UK Foundation ကို online ကနေ join ပြီးတက်ခဲ့ရပါအခုလက်ရှိကတော့ ACCA ပုံဝန်းကိုပဲ online ကနေဆက်လက်တက်ရောက်နေပါတယ်ရှင် ECD UK Foundation ရဲ့ဘာသာရပ်နှစ်ခုဖြစ်တဲ့ FA2 ရော MA2 ရောမြန်မာ first တွေရရှိခဲ့လို့ LA FA ကတင် जा ပြည့်ရဲ့ဆီယမတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျောင်းကနေစုငွေတွေချင်းမြေပေးရအတွက်လည်းပို့ပြီးဝမ်းသာရပါတယ်။ညီမအနေနဲ့ကတော့ motivation တွေပို့ရစီရပါတော့။ မြန်မာလူလူနယ်ကနေ online တက်တက်မဲ့သူတွေအတွက်လည်းအရင်အဆင်ပြေပါတယ်။ကိုမျိုးကိုရွာမှာနေရင် ACCA ဘာသာရပ်တွေကိုသိချာသင်ကြားနိုင်ငံပေါ့နော်။ကျောင်းအပ BS service တွေကလည်းအဆင်ပြေပါတယ်။ဆရာဆရာမတွေကလည်းစနစ်တကျသိချာလေးသင်ကြားပေးရတဲ့အတွက်ကြောင့်မို့လို့ ACCA ကစာတွေကိုသိချာလိုက်နိုင်တယ်။ခုလို online ကနေတက်ရင် ACCA UK ကပေးတဲ့မြန်မာ first တွေကိုရရှိခဲ့လို့လည်းကိုကိုခွန်ယူမိပါတယ်။ online တက်ဆိုပေမဲ့တကယ်စာသင်ခန်းထဲမှာလက်တွေ့သင်ကြားနေရတဲ့အတိုင်းပါပဲ။ ဆီယမတွေကလက်ချတွေကိုတိချပေးတယ်။မော့ခေစမ်းတွေလည်းခဏခဏစစ်ပေးတယ်။အင်ဂျာတွေအမြဲလုပ်တယ်မသိရရရှိရင်လည်းဆီယမတွေကတိချပြန်ရှင်းပြပေးတယ်။အေဇမ်မဖြစ်ခင်တီကိုအေဇမ်တက်ခဏတွေကိုခဏခဏလေးတိချထထထပြောပြပေးရတော့ကြောင့်မို့လို့လဲ။ညီမခုတို့ဖြစ်နိုင်ခဲ့ရလို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်လည်းစုစောပါပါမယ်ရှင်။